ားလုံး Manchester United ပရိသတ်များအားလုံးပဲမင်္ဂလာပါအဲ့တော့ဒီတစ်ပတ်ဆွေးနွေးတောင်းတတောင်းမှာကတော့အသင်းတသင်းကဒါကစားသမားတူချင်းစီเนาะဒီတယောက်ချင်းစီအပေါ်မှာဒါအသင်းတသင်းလုံးကဒါမင်းကိုအားထားနေရတဲ့အနေထားမျိုးဆိုတာအဆင်မပြေတဲ့ကိစ္စပေါ့เนาะဒီကိစ္စနဲ့ပတ်သက်ပြီးတော့ကျွန်တော် Manchester United အသင်းမှာဒါ 3လ3 3လ1ကစားကွက်ဒါ MRI ရဲ့3လ3 3လ1ကစားကွက်ဒီကစားကွက်မှာဒါအဓိက main တိုင်ပင်ကြတဲ့ကစားသမား2ယောက်ကတော့ Bruno Fernandes နဲ့ Casemiro ပေါ့ဒါတော့ Bruno Fernandes နဲ့ Casemiro ရဲ့တွဲလုံးเนาะသူတို့ရဲ့သူတို့သူတို့2ယောက်ရဲ့ balance လုတ်ပုံ သူတို့2ယောက်ရဲ့ဒါအသင်းကိုအသင်းကို value ဖြစ်အောင် balance ဖြစ်အောင်เนาะဒီကစားပွဲတစ်ပွဲမှာဒါဟိုဘက်ဒီဘက်မျှအောင်လုတ်ပေးတဲ့ဒီဒီ2ယောက်ရဲ့ ဒါကိစ္စကတော့တော်လေးဒါကြည်ကြည်ခံရတယ်ဟောပွဲတိုင်းပွဲတိုင်းကိုဘူတို့လည်းတတိထားမိမယ်ကျွန်တော်လည်းတတိထားမိတယ်တခုခုအကြောင်းမျိုးမျိုးအကြောင်းဒီကစားသမား2ယောက်မပါနိုင်ဘူးဆိုလို့ရှိရင်အမွန်ရင်တိုင်ပတ်မှာဘာဖြစ်လို့လဲဆိုတော့ဒီကစားသမားတုံးတယောက်ပေါ်မှာမိခိုနေရတဲ့သူ့ရဲ့ကစားခွင့်ရဲ့အားနည်းချက်ဖြစ်နေလို့ပဲအဲ့တော့ဒီအားနည်းချက်တွေကိုဒီပြအမော်ရင်အနေနဲ့ဒါအကောင်းဆုံးပြုပြင်ဖို့တော့လိုအပ်လိမ့်မယ်ဒီအားနည်းချက်ကိုမပြုပြင်ဘူးဆိုလို့ရှိရင်တော့ ဥပသူစာချင်း regulator ဗန်နနစ်တွေ support to do အဲအချိန်တိုင်းတော့နော်အိမ်ပြန်ရလိမ့်မယ်အဲ့တော့ဒီကိစ္စနဲ့ပတ်သက်ပြီးတော့နီဗျအမိုရီအနေနဲ့ဘလို့တွေအပြေရှာလာမလဲသူ့အနေနဲ့ဒီရာသီဆောင်းရာသီပေါ့နော်ကျွန်တော်တို့ Manchester United အသင်းအတွက်ဆောင်းရာသီမှာဒါအမြန်ဆုံးနည်းနဲ့ပကံလုံးဆေးပေးဖို့ကွင်းလေတယောက်ကတော့ဒါခေါ်ပေးဖို့တောင်းဆိုထားတယ်ပေါ့နီဗျအမိုရီကတော့အဲ့တော့ ဒီနေရာမှာမိုင်းနူရဲ့ဦးကတိတ်ကအခုချိန်ဒီအစိမ်းမပြေသေးဘူးဗျဒါပေမဲ့သူ့အနေနဲ့ပွဲတော်ကင်းမရတာလဲပါမလားတော့မသိဘူးပေါ့လေဒါပေမဲ့သူ့ကိုတောင်းလိုက်လို့ရှိရင်အစိမ်းမပြေဘူးအစိမ်းမပြေဘူးဆိုတာထက်တစ်ဖက်သိင်းတွေဟာပဲစူမူသွားတယ်တော်တော်လေးစူမူသွားနိုင်တယ်ကွင်းလေးကိုအဲ့တော့သူတို့ရဲ့လုံအားသူတို့ရဲ့ဒါလုံပုံကန်ပုံကြီးညံ့နေလို့ပြောလို့ရမယ်အဲအကြောင်းမို့လို့လေဒီကွင်းလေးမှာနှစ်ယောက် ရှိတဲ့ထဲရတာဘူနိုဖာနတက်တယောက်သေးတာထမ်းပို့နေရတဲ့အနေထားဖြစ်သွားတဲ့တော့ဘူနိုဖာနတက်နဲ့ဥကာတေးနဲ့တွဲလဲလို့ရှိရင်ပြောတာနော်အဲ့တော့ဘူနိုဖာနတက်နဲ့ကစ်စမိုရိုနဲ့တွဲတယ်ဆိုလို့ရှိရင်အဲ့ပြဿနာတရားမရှိဘူးရှိပေမဲ့နဲတယ်လို့ရှိရင်ကျွန်တော်တို့အသင်းပေါ်မှာအကောင်းဆုံးဒါ value ဖြစ်အောင်ဟိုဘက်ဒီဘက်မျှအောင်တိုက်စင်နဲ့နောက်တန်းဟောကွင်းလေးအကောင်လုံးမျှတအောင်လာဒီနေ့ရောက်ကအကောင်လုံးကစားပေးနိုင်တယ်အဲ့တော့ အဲ့တော့နီးပြတ် MO တွေအနေနဲ့ဒီကိစ္စတွေကိုဒါအကောင်းဆုံးဖြေရှင်းဖို့တော့လိုအပ်လိမ့်မယ်အဲ့တော့ဒီလိုမျိုးပေါ့ဗျာကျွန်တော်အဓိကပြောချင်တာကဒီလိုမျိုးကစားကွက်တကွက်ကဒီကစားသားမတဦးတယောက်ပေါ်မှာမှီခိုပြီးတော့ကစားနေရတယ်ဆိုလို့ရှိရင်အဲ့အတင်းဟာအဆင်ပြေမဲ့အနေအထားမရှိဘူးဘာဖြစ်လို့ဆိုတော့လူလူလေကစားသားမလေးလေလူပဲနာမယ်ဒဏ်ရရင်လည်းရမယ်သို့မဟုတ်ဆိုလို့ရှိရင်အကြောင်းမျိုးဖိကျတစ်ခုခုနဲ့ဒါမကန်ရတဲ့ပွေးတွေမှာပေါဝန်နိုင်တဲ့ပွေးတွေရှိမယ်အဲ့အဲ့ခါကြလို့ရှိရင်တိုင်ပတ်တော်တာမျိုးတို့ပေါ့နော် အဲ့လိုမျိုးတွေဖြစ်မှာကိုမြင်လို့ပြောပြတာပါအဲ့တော့ဒါကျောတို့မြေပြအမိုရီနေနဲ့အခုသူတောင်းနေတဲ့3433 1တကစားကွက်မှာအဓိက main ဘုံနိုဖာနာဒက်နဲ့ကက်ရှမီရူရဲ့နေရာအတွက်ပေါ့နော်မြန်နိုင်ငံများမြန်အောင်ပြင်ဆင်တင်နေလို့အထင်းနဲ့ဒါကျွန်တော်တို့ Manchester United ရဲ့ဒါကစားကွက်ကျွန်တော်တို့ Manchester United ရဲ့ကစားကွက်နော်အဓိကအမိုရီနေနဲ့ဒါကာလိုကက်ရှမီရူနဲ့ ဘူနိုဖာနယ်တဲ့အပေါ်မှာမိကိုနေရတဲ့ဒီကစားကွက်ကိုပေါ့နော်ရှိုးပြိသက်တွေကမကြိုက်တဲ့ပြိသက်တွေလည်းရှိတယ်နော်ဒီနေသားမှာနော်တိုက်တာမတိုက်တာအပါထားကျွန်တော်ကတော့အဓိကပြောချင်တာကဒီလိုမျိုးကစားကွက်တစ်ခုကလူတဦးတယောက်ပေါ်မှာမိကိုနေရတဲ့ဆိုလို့ရှိရင်အဆင်ပြေမှာမဟုတ်ဘူးရှေ့ဆက်ပြီးတော့ဒါဟိုညီပြအမိုးရင်းနေနဲ့ဒါကိုကောင်းကောင်းလေးပြရှာဖို့ကောင်းကောင်းပြန်ပြန်ပြီးတော့နော်ဒီကိစ္စအတွက်ဒါကောင်းကောင်းလှုပ်ဆောင်ဖို့တော့လိုအပ်နေမယ်ဟောရှင်းဆက်ပြီးတော့ပေါ့နော် အဲ့တော့ညီမအမတို့အနေနဲ့ဘလူဒီလှုပ်ဆောင်သွားမလဲဆိုတာကတော့ကျွန်တော်တို့စောင့်ကြည့်ကြမယ်ပေါ့ဗျာဒါကတော့ဒါကျွန်တော်အမြင်လေးကိုပဲကျွန်တော်ရှင်းပြပေးတာပဲဖြစ်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်မန်ချက်စတာယူနိုက်တက်ပရိသတ်များကိုစိတ်နှပြကြမ်းမှချမ်းသာကြပါစေ